ချီးတောင်မှလေဒီနေ့ကတော့ခိုင်ဟိုဟိုသမင်းစားနေဆိုဒီဗီဒီယိုမကြည့်နဲ့နော်ခိုင်ကတော့ဒီနေ့ပြောတဲ့ကိစ္စကတော့ तू ကဒီလိုလုပ်ခဲ့ဆိုတော့ဒီချီးပြဿနာနဲ့ပဲမဆိုင် guys မင်္ဂလာပါကဘရိုရီဒီဗီယို5ကိုကြည့်မယ်ဆိုရင်တော့ပြသမင်းစားနေတုံးတော့လုံးဝမကြည့်ကြပါနဲ့သမင်းစားနေတုံးတာဒီဗီယို5နဲ့ပေါ်လာမယ်ဆိုရင်အကျော်သွားလိုက်ကြပါအတော်တော်ကြီးနဲ့ညတိညက်ပဲအဲ့လိုဗီယို5မဟုတ်ပါနော်ဆိုတော့ဗီယို5ဒီမှာမြင်ရတဲ့ဒီ4ကတော့သူများရင်ရှိမှတော့ပြီးတော့ရှိတယ်တော့ပြီးတော့သွားလောက်လာတယ်ဗျနော် ဆိုတော့ဒီဘွားကသူများအင်ရှင်မှာဘာလို့အဲ့လိုရှိရတယ်သွားလို့ရတယ်ဆိုတာကတော့ငါတို့က view file ကိုစွန့်အောင်ကြည့်မှအနားလေပါလိမ့်မယ်ဆိုတော့ view file ကိုငါတို့စွန့်အောင်ကြည့်လိုက်ရအောင် okay so let's go အဖေကိုကိုကသမီးကိုလုံးလိုက်တဲ့ကြံစည်နာကိုကိုကသမီးကိုဖလောက်တနာဖို့ကောင်းတယ်ကြည့်ကြ သမီးမတနာတဲ့သမီးကိုကြည့်သမီးကြီးနာကိုဘယ်လိုကြည့်မလဲအဲဒီလိုပုံစံနဲ့ကိုသမီးကိုဘယ်လိုကြည့်မလဲမေမန်တော်တင်ရမရှိပါဘူးကိုသားသမီးကသမီးနဲ့သမီးကိုအတွေ့အထိအဆင်မပြေဖြစ်သွားလို့ရှိရင်ကိုဘယ်လိုနေမလဲဟမ်ကိုကြောင်ကိုကလို့နေမြတ်ကိုကိုဖြစ်သွားကိုကလို့စဉ်ခံစားရမလဲအဲ့လိုအတွေးလေးကိုတွေးတယ်လေကြီးနေပြီဗျာနော်ကြီးဆိုလူကြီးအတွေးအခလေးအတွေးလေးလိုက်မတွေးနဲ့တမီးတို့ပေးတဲ့ဂတ်ထူကဘယ်လောက်ရမလဲ အလောက်ချီးနဲ့လောင်းတဲ့အထိကိုသမီးမကိုတောင်းလို့ရတယ်ဗျ။အမေအမေသုံးချင်းနဲ့ပိန်းပေါ့။တော့သမီးကမပိန်းဘူးလား။တက်တဲ့ကိစ္စကရှိပါလေ။ဒါကြောင့်သူတို့ကသုံးလဲအဲ့လိုမျိုးကိုဒီမှာသူတို့ရှင်သိမ့်ပဲကြည့်လာပါ။သူ့မှာတက်တဲ့ကြည့်ပါ။နားလည်ပိန်းလိုက်မယ်နော်။သမီးတွေညင်းတာ၊သမီးညင်းတာကြောင့်ဒီမှာကြီးလိုက်မယ်။တကယ်တော့မပိန်းဘူးနော်။တမီးပြောပြမယ်။အခုချီးတွေနေတိုင်းလောင်းတာနောင်တရရလား။နောင်တရရဘူး။ဟုတ်တရားမှရှိတာ။ဖိတ် ဖွားအသက်ဘယ်လောက်ရှိပြီလဲ60ဟာ60 60လေးလေးဖွားရတဖျားတရားလုံးရမယ်အရွယ်စိတ်ပြီးကန်ရမယ်အရွယ်ချိုးကန်ရမယ်အရွယ်မဟုတ်ဘူးလားသူများဟိုမကောင်းမဲ့ကြံမင်းနဲ့ဟိုကိုသေရင်ပါသွားမဲ့ဖျားတရားလုံးရမယ်အရွယ်ဖြစ်နေပြီသိလားလူသားကြည့်ရများနော်အဲ့ဒါသူများကျွန်တော်ဘယ်လိုမှလိုက်ရမှာမဟုတ်ဘူးတိညာကြည့်မလားဘူး နော်တချို့ဟာဟာသူကလည်းအဲ့ဒါတွေမလုပ်တင်ဘူးနော်မခါတော့မဟုတ်ဘူးအခုခေတ်ကလည်းနေမြင်ညာပြအဖွားဒီနေ့ဟောဖြစ်မနေ့ဖြစ်မသိဘူးဘယ်သူပြောနိုင်လဲအာမဘယ်သူမှမခံရဘူးနော်ကိုလည်းဗုဒ္ဓဘာသာမြန်မာလူမျိုးနော်ဟုတ်ကဲ့ပါမြန်မာပါလက်ဖြန်ကလက်ဖြန်ကလောက်စီကြတော့ရွှေပြည်တို့တောင်တကုံကဖားထွက်မှာလားအဖွားတမီးတို့နောက်ထပ်မြင်ပြီလို့ရှိရင်အဖွားတမီးတို့ဘာလုပ်ရမလဲ အဲ့ဒါကြတော့ဟိုပြူလိုက်ဒီနေ့ကတော့ရက်ွက်လူကြီးရဲ့ဆုံးမမှုကြောင့်တမီးတို့ကဒီလောက်လောက်နဲ့ပဲနားလဲပေးလိုက်မယ်နော်နောက်တစ်ခါဆိုရင်တော့လေတမီးတို့ကရတယ်နော်ဘယ်သူမှဂယူးမဆိုင်ဘူးကိုဒီတလလို့တမီးတို့ကဘယ်လောက်ထိနစ်နာวะအဖားသိလားဟာသူ့ရဲ့အခုဖြစ်တဲ့ပြဿနာတွေကိုသူသားသမီးတွေကရှက်တယ်ဘာညာဒီချိန်မှာခိုင်းလို့တိုက်ခိုက်လဲမကြိုက်မကြောက်တော့ဘူးเนาะမကြောက်တော့ဘူးဘာလို့လဲဆိုတော့ ကိုကိုတိုင်းလည်းတည်တည်နေကိုရဲ့မိဘကဘလို့အေဥပမာဒီအဖွားကြီးကစိတ်ရောဂါဝေဒနာခံစားနေရတယ်ဆိုလဲဒီတိုင်းမလွတ်ထားသင့်ဘူးသူ့ကိုအယူထောင်ပို့တည်ပို့ရမှာပဲလीနော်အယူလက်မှတ်ရှိအဲ့လိုမျိုးနေရမှာလေစေးစေးယုံရဲ့လက်မှတ်နဲ့ဒီလူပံဝကျင်မှာနေလို့မရဘူးလीနော်ဒီလိုမျိုးအယူစိတ်ရှိရအယူစိတ်ရှိနေရင်လဲမယူတော့ပါဘူးနော်မယူတော့ပါဘူးစိတ်ရောဂါတစ်ခုခုတော့ပြောတယ်သူ့မိရတော့အောက်လန်းအောက်လန်းတော့မတက်ဘူးတဲ့ သူများစီးပွားရေးလည်းပြက်လို့ပြက်ညားမလို့ဘူးဒါပေမဲ့သူ့အမေကတော့ပြောလိုက်ပါတယ်သူ့ကိုတဲ့ဒီလိုမျိုးအရင်တော့ပေးနေကြွေးနေရနေပြီးတော့သူ့ကိုဒီလိုမျိုးမလုပ်တဲ့အတွက်သူ့စိတ်ထဲမှာမြင်နေရတာသူခံစားနိုင်ဘူးတဲ့ဒီအဲ့ဒါကိုသူနေတိုင်းမြင်ပြီးတော့သူ့စိတ်ထဲမှာသူကကြိတ်ကြံပြီးတော့ခိုင်းတော့နေတိုင်းချီးတွေချီးတွေဟိုကလှုပ်ပြီးတော့ချီးကိုချီးအိမ်သာတက်ချင်တဲ့အချိန်မှာချီးကိုအိမ်သာထဲမှာမစွန့်ဘူး ခွက်လေးနဲ့ခံထားတယ်တိမ်းထားတယ်အဲ့ဒါကိုသူလက်လာတော့လားဒီဟာကိုလက်ကြလေတာသမီးတွေမသိဘူးဆိုတဲ့ဟာလေမဖြစ်နိုင်ဘူးနော်သူကလက်ကြလူဆိုတာချက်ချင်းချီးပါခြင်းနဲ့ဆိုရင်ချက်ချင်းအဲဒီနေ့ကလက်တရတော့ကောင်းလို့မချီးကြောင်းနေပဲပြောနေတာချီးပါခြင်းနဲ့ဆိုရင်ချက်ချင်းဒီအိမ်ရှိသွားပြီးတော့စွန့်လန်းလို့ရအောင်ချီးပောက်တတ်တယ်သူကတိမ်းထားတာတိမ်းထားမြတ်မလားသူအခုဆိုလေခိုင်တို့အိမ်ပတ်ဝန်းကျင်တချို့လူတွေကပြောရတယ်ပေါ့နော်ဒီအိမ်ကနဲ့ အရင်တော့ငချောင်းနဲ့ပဲနမ်းတာအခုနောက်ပိုင်းဘာတွေနမ်းနေမှန်းမသိဘူးလေအရန်နမ်းနေတဲ့ပုံနမ်းနေပြီးလို့ရှိရင်လေငချောင်းနမ်းနဲ့ချီးနမ်းနဲ့ကိုလည်းဘာလို့မဆိုးကွဲကွဲပြားပြားတိတယ်ချီးအောင်တဲ့အခွေချီးတဲ့ချီးတော်မလေးဒီနေ့ကတော့ခိုင်ဟိုသမင်းစားနေဆိုဒီဗီဒီယိုမကြည့်နဲ့နော်ခိုင်ကတော့ဒီနေ့ပြောတဲ့ကိစ္စကတော့ तू ကဒီလိုလုပ်ခဲ့ဆိုတော့ဒီချီးပြဿနာနဲ့ပဲပြဿနာပြမယ်အရှိ အရှေ့ရက်တွေတော့လည်းကြတော့ဘာလဲဆိုလေသူချီးလာပါတာရှေ့ရက်တွေကများတယ်ဒီနေ့ကနဲအဲ့ချီးအိုးယူလာတဲ့ဟာဟာအစုံစားလားဆိုအစုံပလုံးမဟောပေါ့အရင်လဲနန်းနဲ့ငယုတ်သီးဖတ်တွေရောယုံလိုက်တာအဲ့လေအခုသူများတွေကပြောအဲ့နေရာဟိုတဲ့ငယုတ်သီးတွေဖျန်းနေပြီးလို့ရှိရင်နဲ့စနွေးနေဖျန်းနေအောင်လန်းနဲ့တိုက်ခိုက်တာတဲ့စီးပွားပြက်စီးပွားပြက်အောင်ပေါ့နော် သူ့ကိုလည်းကိုကမခေါ်တော့လဲဆိုတော့သူ့မုံလို့လည်းမဟုတ်ဘူးဆဆူးလို့မခေါ်တော့တာဆဆူးလို့ဟိုသူများခိုင်းလို့လည်းသူများပါစင်နေစိတ်ဝင်သွားအောင်သူသူကအရန်ဆဆူးလို့ဆဆူးလို့မခေါ်တော့တာပြီးလို့ရှိရင်လေအချက်ကြောက်လုံးဝမရှိဘူးအဲဝစားလေးလည်းခဏခဏလာတောင်းတယ်အဲ့ဒါအဲ့ဒါဒီ CCTV မှာမြင်လိုက်တော့ဟဲ့ ဘာလို့ဒီလိုလောက်တာလဲဗောဒီဖိုင်ဒီမှာနော်ဒီမှာနော်ဘာနဲ့လဲရန်ညူးမရှိပါဘူးလို့အိမ်မှာလိုက်လိုက်မေးတယ်နင်တို့ပြဿနာဖြစ်တာလားစကားတွေများထားသေးလားဒီပြီးတော့လေကိုကလေအဖြေအကြောင်းရင်းကိုသိချင်နေပြီအရန်သိချင်နေပြီဟာဟိုဒီအဲ့နဲ့လေဒီနေ့လက်ကြတော့လေမလုံလောက်တော့ဘူးထင်တာတကယ်လာလောက်တယ်တော့အဲ့ဒါတော့ခိုင်တော့ကလေ CCTV ကြည့်ပြန်တာခါလဲခေါ်ချလိုက်တယ်စင်းဒါလက်ကြတော့နော်ဒီမှာဒီအဖွားတင်ချာကြည့်ပါ ိတ်မနှံ့တာမဟုတ်ဘူးသူကိုယ်တိုင်ကစိတ်တက်ကယုံမှာဟုတ်လားတဲ့ဟုတ်လားတဲ့စိတ်မနှံ့တာမဟုတ်စိတ်မနှံ့တာမဟုတ်လုံးဝစိတ်မနှံ့တာမဟုတ်ဒီပုံလေးဒီပုံလေးကြီးလိုက်လို့ရှိရင်တနာစရာအရင်ကောင်းတယ်ကိုယ်လည်းတနာတက်ပါတယ်တနာလို့လည်းဒီလိုမျိုးပြဿနာတွေဖြစ်လာတာအခုကအခုပြဿနာလူတယောက်ကိုတနာလို့ဒီလိုဖြစ်သွားတာမကြည့်ဆိုတော့ဗျာဒီ view file ကိုတော့ဒီခိုင်ငပုတ်လျှောက် ရောက်ဝရင်နဲ့ဒီပါเนาะဒီ page ကနေပြီးတော့တင်ထားတဲ့ view file ပါဒီ page ကိုလည်း credit ပေးပါတယ်ဆိုတော့အာဖြစ်စဉ်ကတော့ဗျာတကယ်ဒီညီမလေးပြောသလိုမျိုးပဲအာစေစနာထားလို့ကိုအဖြစ်တော့တာเนาะဘာလို့ဆိုတော့ပထမပိုင်းတုန်းကအာဒီ 4G ကိုသူကဒီငါ၆လေးပေးစားတယ်နောက်ပိုင်းကျတော့အာစိုက်စုတယ်နောက်ဒီ 4G ကစိုက်စုလာတယ်ပြီးရင်ဒီ advisor တွေပေါ့เนาะအဲ့လို advisor တွေတောင်းလိုက်အဲ့ဒီတောင်းလိုက်ပေါ့ advisor တွေတောင်းတယ်တောင်းတာကလည်းတော့ကျန်လို့ပြောတယ်ပြီးရင်ဒီ ဒီဟောပေါ့ဆိုင်စုတာကလည်းတော်တော်ကြီးကျိုင်းတယ်ဆိုတော့နောက်ပိုင်းဒီညီမအာဖက်ကနေပြီးတော့ခက်ခေါ်ခေါ်လေးနဲ့နေလိုက်တာပေါ့အဲ့ဒါကိုသူကမကျင်အရင်တော့မပြေစားတော့လို့မကျင်လိုက်တာနဲ့အဲ့လိုမစီယာစိတ်တွေဖြစ်ပြီးတော့မှအဲသူတို့အင်ရှစ်တကောင်းဝါရှစ်မှာပဲအဲ့လိုရှိရည်တွေနဲ့လာပိုင်တာဗျလာလောက်တာပေါ့နော်ဆိုတော့ဒီလုံရတော့ဗျတော်တော်ကြီးလည်း အာဒါဟာသဆိုင်လို့ပြောရမလို့ဒါတကယ်လည်းရုံပါတဲ့အနေထားလေးတစ်ခုလို့လည်းထင်နေပြတော့တော်တော်ကြီးလည်းရုံပါတယ်ဒီအသက်ရွေးနေအမှန်ကတော့ဒီညီမလေးပထမပိုင်းပထမမှာပြောခဲ့သလိုမျိုးဒါတရားနဲ့အဲ့လိုနေရမယ့်အရွေမျိုးဖြစ်သွားပါပြီနော်6 6နဲ့၄နှစ်ဆိုတာဒါဒါမငေတော့ပါဘူးနော်ငေတဲ့အရွေမဟုတ်ဘူးဒါဟိုဘက်တော့နည်းနည်းအဲရောက်ခါနေနေပြီ ဆိုတော့တော်တော်ရုံမာတယ်ဖြစ်ပါဆိုတော့အာသင်ခန်းစာလေးကတော့ဗျာအသက်အချိန်တိုင်းလည်းအသိဉာဏ်ကြီးလာတာမဟုတ်ပါဘူးဆိုတော့ဒီဗီဒီယိုဖိုင်လေးကိုကြည့်မိရလို့ရတယ်နော်စီစာကြောက်ပြီးတော့မှအဲ့လိုသူများရင်ရှင်းမှအမနာလိုစိတ်တွေများပြီးတော့ရှိရင်လည်းတော့မလုံးမင်းကြပါစေနဲ့ဗျာနော် အမနာလိုစိတ်ရင်းများလို့ရှိရင်တော့တော့မလုံးရပါစေနဲ့ကြာနော်တော်ပြီးရုပ်ဆိုးပါတယ်အဲ့ဒါသာသမီတွေကလည်းအဲ့ဒါမှာအချက်တကွဲနဲ့လို့ဖြစ်နေရပါနော် so view point ကတော့ဒီလောက်ပါပဲအဲနောက်ထပ် view point မှာကျွန်တော်တို့ပြန်တွေ့ကြအောင် see you next video